ကဘာပြတ်တယ်ဆိုတာဆက်ကြပါလားခရီးတသိပြတ်တာကိုပြောတာနော်ဒီတနိုင်ငံလေးငရင်လောက်တာတော့ဟိုတနိုင်ငံလေးဘာဖြစ်တာညာဖြစ်တာမိတော်ပေါက်ကွဲတာတော့ဒုက္ခရောက်တာတော့ရေချီးတာတဲ့ ဒါတွေကတာမန်ကိစ္စလေးတွေလို့ပြောကဘာကြီးပျက်စီးသွားဖို့ရအတွက်ကဒါလည်းပဲတနေ့တစ်ခါမှကျုံးလာဖို့အနေထားရှိတယ်တဲ့ကဘာကြီးတစ်ခုဘုရားဝါဒတရားတော်ရအခုခွန်ကြီးတို့တွေနေထိုင်နေကြတဲ့ကဘာကိုခတ္တကပ္ပဒီလိုခေါ်တယ်ခရီးငါးစုပွင့်တဲ့ကဘာခရီးငါးစုပွင့်တဲ့ကဘာဖြစ်ခြင်းကြောင့် အရိမတိယမြတ်စွာဘုရားမပွင့်မပြီးသေးလို့ရှင်ဒီကဘာကြီးကတော့ခဏလိုစัจจဝလာဂရေတသိန်းနဲ့ရောပြီးတော့ပျက်စီးသွားစရာအကြောင်းမရှိသေးဘူးအဲဒေတာပိုင်းဆံရတခုခုပြတ်ထမျိုးကတော့မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးငရေနှုတ်ထားတော့ရှိနိုင်တယ်အာ မိလောင်တာတို့ရှိနိုင်တယ်ခြေမျောတာတို့ရှိနိုင်တယ်ဒါကတော့အန္တရာယ်ထဲမှာသဘာဝပတ်ဝန်းကျင်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာမရှောင်မလွဲနိုင်တဲ့အနေထားလေးပေါ့တန်တရာယ်ထဲမှာရှိနေလို့ရှိရင်တော့ဒီလိုအန္တရာယ်တွေကတော့ရှိတယ်အဲ့တော့အဲ့ဒီအန္တရာယ်တွေကလွတ်ဖို့ယာယီဖြည့်ရှင်းတာကတော့ဘာလို့ရမလဲကုသီလကိုအာကိုဖို့သစ္စာတရားဆိုဖို့နော်ယရဏတုတ်တို့ မေတ္တာသုတ်တို့ဆိုတာလေးယူအဓိကတော့အန္တရာယ်ကင်းဖို့ကမေတ္တာကရုဏာမုရိဒာဥပိ္ပခာလို့ဆိုတဲ့ဗြမဝိဟာရတရားတွေပေါ်မြတ်အထောက်ချဖို့ဆိုကဘာပြည့်ရင်တောင်မှပဲဒါပဲအာကိုကဒါပဲအာကိုကအဲ့တော့ကဘာကြီးဖြစ်စည်းသည်ဆိုတဲ့အခါမှာကဘာကိုဖြတ်တဲ့အင်အားစုတွေက အပြင်ကလာတာမဟုတ်ဘူးကဘာမှာပဲရှိနေကဘာကြီးပြည့်အောင်လုပ်တဲ့အင် လူလောကကြီးပျက်စီးအောင်လုပ်တဲ့အင်အားစုတွေကလည်းအပြင်းမရှိဘူးလူတွေထဲမှာပဲရှိတယ်နော်လူတွေရဲ့ယင်တဲ့နှလုံးထဲမှာဖြစ်တဲ့တရားတွေကကဘာကြီးကိုကြောင်းလွယ်ပျက်စီးသွားစေနိုင်တယ်ဒါကြောင့်မို့လို့လူသားတွေကတိတ်လောဘကြီးတဲ့အခါမှာကဘာကြီးမီးတော်ပြီးတော့ပျက်စီးတယ်တဲ့အဲတချို့ကတော့မီးနဲ့သောသားနဲ့ရှင်ပြီးတော့ ဒေါသတွေသိကြည့်လို့ရှိရင်မိလောင်ပျက်စီးတယ်လို့ဒီလိုအဆိုလိုက်တစ်မျိုးရှိတယ်ဒါဝိသုဒ္ဓိမဲ့ကျမ်းမှာဆိုထားတဲ့အဲ့တော့လောကလူတွေဟာသိလောဘတွေကြီးလာသိလောဘတွေကြီးလာလို့ရှိရင် ကဘာကြီးကမိလောင်ပျက်စီးနိုင်တယ်ဘာလို့ဆိုတော့လောဘဆိုတာလည်းပဲပြောတာလောဘကလည်းရင်ထဲမှာပူတဲ့အရာတစ်ခုဒါမှမဟုတ်မြတ်စွာဘုရားကလောဘကိုလည်း မီးလို့ခေါ်ရာဂမီးဆိုတာအဲ့ဒါရာဂမီးကလည်းလောင်လာပဲလေဒေါသဆိုတာလည်းမီးပဲဒါဖြင့်ဒီမီးနဲ့မီးကဘလို့ထူးခြားတော့လို့ကိုယ့်ဟာကိုစဉ်းစားကြည့်လိုက်ဒေါသမီးကကောက်ရုံးပြီးလို့ပဲဝုံးတိုင်းဆိုပြီးသွားတာနော်လောဘမီးကပြီးတယ်လို့မရှိဘူးလောင်နေတာအမြဲလောင်လူချင်းမှုဆိုတာယထာမှာရှိပါမရှိဒေါသဆိုတာပြေသွားတာရှိတယ်လေ ဒေါသဆိုတာဖြစ်ပြီးရင်တော့စိတ်ကကြည်သွားပြန်အေးသွားราคะဆိုတာကျတော့အဲ့လိုစိတ်ကြည်အေးသွားတာရှိမှမရှိဘူးလိုချင်မှုကအမြဲတမ်းရှိအဲ့တော့ราคะမိကတမြင်းမြင်းလောင်နေတယ်မိသူလည်းမိပဲဒေါသမိဆိုတော့ဝုန်းတိုင်းလောင်ပြီးတော့ပြတ်သွားတာသူကအဲမောဟမိဆိုတာလည်းပဲတမြင်းမြင်းလောင်ပြီးတော့ဒီငြိမ့်လို့မရနိုင်တော့တဲ့ခက်ခဲတဲ့မိတမိလို့ အဲ့တော့သာမီးတန်ခါနေမှာလူတွေရဲ့တဏ္ဍမှာယဉ်နှဲမှာဖြစ်တဲ့တရားတွေကိုဆွဲပြုတ်ပြီးတော့လူသားတွေလောဘကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုမီးလောင်ပြီးတော့ပျက်စီးစေတဲ့လူသားတွေဒေါသကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုရေလွှမ်းပြီးတော့ဖျက်ဆီးနိုင်တယ်တဲ့လူသားတွေမောဟကြီးပြီးတော့ ဘာမှ လူတွေဟာလှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားမသိရနဲ့မလှုပ်တင်တာတွေလှုပ်တယ်။မှမှရင်ရင်နေမောဟတွေးဝေးတာကိုယ်ကားတွေချက်လာတယ်ဆိုလို့ရှိရင်တော့လေဖြတ်တဲ့ကဘာကြီးတစ်ခုလုံးကိုလေကအဖြက်လေကြီးကဖြက်စီးသွားနိုင်တယ်။ဆိုတော့ကဘာဖြတ်တဲ့အင်အားစုတွေဟာဘာတွေတော့ဆိုမီးတဲ့ရေတဲ့လေတဲ့ကဘာဖြတ်တာအင်အားစုက အကဘာဖြစ်တဲ့အင်အားစုကဘယ်မှာရှိတယ်လို့ကဘာမှာပဲရှိတာပဲနိကဘာမှာပဲရှိအဲ့ဒီကဘာဖြစ်တဲ့မီးဟာဘယ်သူကအခြေပြုတာတော့ဆိုလူတွေရဲ့ယင်ထဲမှာ ဖြစ်ပေါ်နေတဲ့ရာဂမီးကြောင့်မို့လို့ပို့ပြီးတော့အင်အားတွေဖြစ်တာကဘာဖြစ်တဲ့ရေတွေဟာဘာကြောင့်ကဘာပေါ်မှာလွှမ်းလူတွေရဲ့ယင်ထဲမှာဖြစ်ပေါ်ဖြစ်ပေါ်ပြီးတော့လာတဲ့ဒေါသတွေကြောင့် ကဘာဖြစ်တဲ့လေကြီးတွေဟာဘာကြောင့်အာစုမိလာလဲဆိုရင်လူတွေရဲ့တဏ္ဍာဖြစ်တဲ့မောဟကြောင့်ဒါကဝိတုဒ္ဓိမဲ့ကျမ်းမှာဒီလိုဆိုထားတဲ့စကားတစ်ခုနော်ကဘာဖြစ်ပြီးဖြစ်တော့မယ်ပြတ်တော့မယ်ဆိုလို့ရှိရင်ကဘာဖြစ်တဲ့ဟာရေရလေရမီးရပဲအကျဉ်းများစွာဖြစ်တာမီးကဘာဖြစ်လို့ရောဆိုတော့ လူတွေမှာလောဘကတောင်းကျမ်းလံများတာခုနမြတ်စွာဘုရားဟောတဲ့အထဲမှာမိစ္ဆာဓမ္မတို့အတ္တမရာဂတို့ဝိဓမလောဘတို့မိစ္ဆာဓမ္မတို့ဆိုတာရာဂတွေကြီးပဲလေလောဘတွေကြီးပဲဒါကြောင့်မို့လို့အမြဲတမ်းလူတွေကိုလွှမ်းမိုးနေတာကရာဂပဲဖြစ်တယ်ဒါကြောင့်မို့လို့ဤဖြစ်တဲ့ကဘာကအချိန်ပိုများတယ်တဲ့အဲ မီးဖြတ်တဲ့ကဘာကပိုပြီးတော့အကျိန်များလာပြီးတော့မှရေဖြတ်တဲ့ကဘာပြီးတော့လေဖြတ်တဲ့ကဘာတစ်ခါတစ်ခါလာအဲ့တော့အဲ့လိုဖြစ်တဲ့အခါအခုဗတ္တကဘာမှာအရိမိတ္တရာမြတ်စွာဘုရားပွင့်အောင်မှဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ဖြစ်လူသားတွေဟာအခုကြည့်ပါဦး ။တဖြည်းဖြည်းတက်တန်းနေတိုးလာတယ်ဆိုတာအမ္ဓမ္မထေရှားတက်တန်းနေတိုးလာတယ်အမ္ဓမ္မထေရှားတယ်လူတွေရဲ့အသက်တွေဟာတဖြည်းဖြည်းဆိုးရွားလာဆိုးရွားလာတဲ့အခါမှာနောက်ပိုင်းမှာဒီသိပ္ပိတက်တန်းတိုးလာတဲ့အခါလူတွေမှာဘာဖြစ်လာတော့ဆိုအမ္မဓမ္မပြင်းထန်တဲ့အမုန်းစိတ်ဓာတ်တွေဖြစ်ပေါ် အဲ့ဒီအမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်လာတာကိုအကြောင်းပြုပြီးတော့လက်နက်တွေအမျိုးစုံတီထွင်လာကြတယ်။အစွမ်းထက်တဲ့လက်နက်တွေကိုအသုံးပြုပြီးတော့လူသားတွေဟာကိုယ်နေထိုင်တဲ့ကမ္ဘာကြီးကိုဖျက်ဆီးကြတာ။ဒီတိုင်းကလားဖျက်ဆီးပြစ်ကြ။အေးနောက်ဆုံးမှတာဝေကတွေရပြီးတော့ကိုယ်စိတ်ကိုချိုးနှိမ်ပြီးတော့ လောဘတွေကိုနှိမ်ကွက်ပြီးတယ်ဒေါသတွေကိုနှိမ်လာတယ်မောဟတွေကိုနှိမ်လာပြီးတော့ကိုချင်းတရားကို ပြန်ပြီးတော့တတိယလာတဲ့အခါမှာလူသားတွေရဲ့တတဟာလည်းတဖြည်းဖြည်းပြန်ပြီးတော့တက်လာတယ်အဲဒီလိုတက်လိုက်တာလူသားတွေကောင်းရင် ကောင်းသလောက်ဆိုပြီးတော့တတန်းကြီးရရှည်လိုက်တာ အသင်ခြေထီအောင်ရှင်လူဘဝမှာပြင်းနေအောင်နေရတဲ့အနေအထားမျိုးထိရောက်သွားအောင်မယ် အဲ့ဒီကနေတခါပြန်ပြီးတော့လူတွေအကျဉ်းစာရိတ္တပြတ်မှုကိုအကြောင်းပြုပြီးတက်တန်းနေပြန်ဆုတ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 ်လာတဲ့အခါတသိန်းခန်းအောက်ရောက်လို့အသက်ဟာ၈000တန်းဆိုတဲ့အခါမှာအရိမတရားမြတ်စွာဘုရားပွက်မယ်တဲ့အဲ့ဒီအတွင်းကြည့်အောင်တော့ဒီကမာကြီးခုနကလို့ပြက်မယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါဘုရားဘာသာကျမ်းစာတွေကမာကြီးဟာ လုံးဝခဏတမမီတို့ရေတို့လေတို့ကြောင့်ဖြတ်တာမျိုး မပြစ်ဘူးပေါ့ဒေသအလိုက်ငရင်လှုပ်လို့တော့ပါ ရေတွန်းလို့တော့ဒီလိုဟာမျိုးတော့ရှိမှာရှိမှာအရှိပဲမနေနိုင်ဘူးဒါတော့ရှိမှာအဲ့ဒါလို့အနည်းရှင်းတောင်းတန်းကြတော့အရိပတိယမြတ်စွာဘုရားပွင့်တဲ့ လူတွေကရွှေခေတ်ကိုပြန်ရောက်ပြီးတော့တရားဓမ္မတွေနဲ့အမတမ်းမငြိမ်းချမ်းပြီးတော့နေနောက်ပိုင်းမှာဒီလိုပဲပြန်ဆုတ်လာအောင်မှာဆုတ်လာပြီးတော့လူတွေတက်တန်းတိုးလာတော့နောက်ဆုံးကြတော့ဒီဗဒ္ဒကဘာကြီးဟာလည်းပျက်စီးပါဘာလို့လဲဆိုမြတ်စွာဘုရားဟောထားတာလေသဗ္ဗိသင်္ခါရအနိစ္စဟေယာမထာဝရတိရှိတာရှိပါမရှိဘူးတနည်းတစ်ချိန်ကပျက်စီးရမှာတေးချတယ် မြေကြီးလက်ခတ်မလွယ်ပြည့်စုံမှာပဲအေးအဲ့ဒီတော့အခုလို့မီးတို့ရေတို့လေတို့ကနေပြီးတော့ကဘာကြီးကိုဖျက်ဆီးလို့ကဘာကြီးပြတ်တယ်ဆိုတာဘယ်တိုင်းသာအထိပြတ်သွားတော့ဆိုမြတ်စွာဘုရားတခင်ကိုရောမြတ်ရဲ့တရားတော်ကြီးပြတ်နှံ့ရာပြတ်နှံ့တယ်ဆိုတာလူသားတွေပေါ်မဟုတ်ဘူးဆက်ကြပါလားခရီးတသိန်းဆိုတာ အများအားဖြင့်တော့နတ်တွေပြမာတွေပေါ့မြတ်စွာဘုရားတရားတော်ကိုလွယ်လွယ်ကူကူနဲ့လာရောက်နားနိုင်တာနတ်တွေပြမာတွေပဲစัจ java လာကလေးတသိမ်းမှရှိတဲ့နတ်တွေပြမာတွေဟာမြတ်စွာဘုရားရဲ့တရားတော်တွေကိုနိုင်ယူမှသားပြီးတော့လက်ခံထားကြအဲ့တော့ကဘာပြက်ပြီဆိုရင်တစ်ခါပြက်ရင်စัจ java လာကလေးတသိမ်းထီအောင်ပြက်တယ်တဲ့နော်စัจ java လာကလေးတသိမ်းပြက်တယ် အဲ့လိုခရေတသိန်းထီအောင်ပြက်တဲ့အခါမှာမပြက်ခင်ဘလောက်ကကြိုတင်ပြီးတော့သိရအနှစ်တသိန်းကလည်းကြိုတင်ပြီးတော့သိတယ်။ကဘာပြက်တော့မယ်ဆိုတာဘသူတွေကသတင်းပေးတယ်လေလို့ဆိုရင်စာထဲမှာပါတာကိုပြောနော်ဒီအကြောင်းအရာတွေကိုယုံကြည်နိုင်ပွဲရာ မရှိဘူးလို့ပြောကောင်းပြောလို့ရတယ် မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတာရှိတယ်ကောတတ္ထာတာဘသူယုံမလဲတဲ့ကဘာကြီးတနေ့ကျလူပျက်စီးသွားမယ်ဆိုတာမန်ပုဂ္ဂိုလ်တွေမယုံနိုင်ဘူးတဲ့အညတရဒိဋ္ဌပတိဟိတရားဓမ္မကိုကောင်းကောင်းမြင်သွားတဲ့သောတပန်ပုဂ္ဂိုလ်ကလွင်ရင်ဉာဏ်နဲ့ပုဂ္ဂိုလ်တွေကယုံနိုင်ပေါ်ရမရှိဘူးယုံကြမှာမဟုတ်ဘူးသောတပန်ဖြစ်ရင်တော့ယုံပြီပေါ့ဟော ။ဒါဆိုပြဒီလိုဟောတာရှိတယ်။အညတရဒိဋ္ဌပရိဟိသစ္စာလေးပါအမှန်တရားကိုသိထားတဲ့ပုဂ္ဂိုလ်ဟာအေးတနည်းပြည့်မယ်ဆိုတာသူကလက်ခံပြီးသား။အနိစ္စသဘောတရားကိုကောင်းကောင်းသိထားတဲ့ပုဂ္ဂိုလ်ကတနည်းပြည့်တယ်ဆိုဟုတ်တယ်ပြည့်ကိုပြည့်။လုံးဝလက်ခံတယ်လုံးဝယုံတယ်။ဉာဏ်နဲ့ပုဂ္ဂိုလ်တွေကတန်တရားရှိကောင်းရှိလိမ့်မယ်။ဒီလိုဆိုလို့ကနော်။ကောမန္တာကောတတ္ထတာ ကဘာကြီးတနေ့ကျပြက်မယ်ဆိုရင်ဘသူသိပြီဘသူကယုံကြည်မလဲဆိုဘသူမှယုံမှာမဟုတ်ဘူးတဲ့သို့သောသောတပန်ပုဂ္ဂိုလ်တွေကလွဲတဲ့တမန်ပုဂ္ဂိုလ်တွေဘသူမှယုံမှာမဟုတ်ဘူးသောတပန်ပုဂ္ဂိုလ်ကတော့ယုံနေတယ်တို့ဘယ်လိုဆိုလဲရသတ်တာအဲ့ဒီမှာကဘာပြက်တော့မယ်ဆိုရင် ရုပ်ချင်းကောက်ပြီးတော့ပြက်တာမဟုတ်ဘူး လောကဂျူဟာလို့ဆိုတယ်ကာမဘုံကနတ်တိသရင်ပေးတဲ့နတ်တိရှိတယ်လောကဂျူဟာဆိုတဲ့သရင်ပေးတဲ့နတ်တိအိုးသဘင်ကြီးကိုဖာရဖြေချပြီးတော့တကယ်ကိုနိညာနဲ့အဝတ်ကြီးကိုဝတ်လို့အသွင်ပြင်စိတ်ဆင်းရဲနေတဲ့အမှုရာနော် အဲ့ဒီအမူအရာနဲ့သူတို့ကလူပြေကိုလာပြီးတော့ပြောကြတယ်တဲ့သူတို့ပြောတဲ့စကားကလည်းအမှန်တမ်းကောင်းတယ်အနှစ်တသိန်းကြာပြီးတဲ့နောက်မှာကဘာကြီးပြက်လိမ့်မယ်တဲ့ဟောသတင်းပေးတယ်အဲ့တော့ကဘာကြီးပြက်လိမ့်မယ်ဒီကကြီးကလွတ်အောင်မလုပ်ကြရမလဲဆိုရင်မေတ္တံဘာဝေထ မေတ္တာမာရိတာဘာဝေထ။ဟောမိษွေတို့မိษွေတို့တငယ်ချင်းတို့မေတ္တာကိုပွားကြပါအချင်းချင်းဇာမျဖြစ်ကြပါနဲ့။ကရုဏာဘာဝေတ္တပါကရုဏာထားကြပါပုရိတာဘာဝေတ္တပါတူကြီးပွားတာတူမနာလိုမဖြစ်ကြပါနဲ့။ဥပိ္ပခဘာဝေတ္တဘာတ္တဝါဆိုတာကံအတိုင်းပဲဖြစ်တာမို့ယံမလို့ကြပါနဲ့ မတွေ့တာကြပါနဲ့သူကနဲ့သူသွားကြမှာပါမေတ္တာကရုဏာမုရိတာဥပေက္ခာဆိုတဲ့တရားတွေပွားများအထုတ်ဖို့ဆိုပြီးတော့လက်ပြီးတော့သူတို့ပြောတာတိုက်တော်တာအခုတော့မှစိတ်ဆင်းရဲပြီးတော့သူတို့လည်းငိုကြွေးပြီးတော့ဒါအနှစ်တသိန်းစောပြီးတော့ပြောတာခြေညာချက်ထုတ်တာနော်လူပြည်လူလောကကိုလိုက်ပြီးတော့သူတို့ပြောတာ အဲ့တော့ဒီကဆိုးကြီးကလွတ်ချင်လို့ရှိရင်တော့မေတ္တာကရုဏာမုရိဒာဥပေက္ခဆိုတဲ့ဒီတရားဒါလွယ်လို့ဘာမှလုပ်ဆရာမှမရှိနိုင်အန္တရာယ်တွေကကင်းညင်နေဆိုလို့ရှိရင်ခွန်ကြီးတို့တွေမှာအခုချိန်မှာကဘာမှာမေတ္တာကနဲလာတာဟုတ်မေတ္တာတွေနဲလာတယ်မေတ္တာတွေနဲတဲ့ကြောင့်မို့လို့ကိုယ်အကျိုးစီးပွားကိုကြည်လာတယ်သူများရဲ့အကျိုးစီးပွားကိုသိမကြည့်ဘူး နိုင်ငံနဲ့နိုင်ငံနဲ့ကြည့်လေနိုင်ငံနေနိုင်ငံနေဟာကိုကျိုးစည်းဝါကိုကာကွယ်ရေးဆိုတာလုပ်လာကြသူများကျိုးစည်းဝါမဟုတ်ဘူးကိုကျိုးစည်းဝါကိုကာကွယ်ရေးဆိုတာဒါမေတ္တာမဲ့လာတဲ့အတိတ်ပဲအဲကရုဏာတွေကင်းမဲ့လာတယ်မုရိတာတွေကင်းမဲ့လာတယ်တူကြည့်ွားရင်တူကမနာလို့မရှုစိတ်တွေဖြစ်လာတယ်နောက်တစ်ခါအခြေအနေတစ်ခုပေါ်မှာ ဥပေက္ခမထားနိုင်ကြဘူးရံလိုကြတယ်ပုံတိကြတယ်တွေ့တာကြတယ်ဆိုအနေထားတွေဖြစ်လာအဲ့ဒါတွေကကဘာပြက်ဖို့ရအတွက်တကယ်ကိုအဓိကကြတဲ့အကြောင်းရင်းတွေဖြစ်လာအဲ့ဒါကြောင့်မို့လို့လောကပြုဟာနတ်တွေကလူတွေကိုလိုက်ပြီးတော့တတိပေးတာမေတ္တာပွားကြပါကရုဏာထားကြပါဥပေက္ခအဲပုရိတာပွားကြပါဥပေက္ခထားကြပါ မိဘနှစ်ပါးသေးစားကြပါလူကြီးသူမတွေကိုယူသေးကြပါနဲ့ဆိုတဲ့ဒီစကားတွေနဲ့လိုက်ပြီးတော့တတိပေးတဲ့အခါအဲ့ဒီခေတ်ကဘာမပြက်ခင်အနှစ်တသိန်းလူတွေဟာဘလောက်ကောင်းသွားကြသလဲလို့ဆိုရင်လူဆိုတာကြောက်ပြီဆိုရင်ပိုလို့နော်ကြောက်เสียရှင်ပိုကြောက်တတ်တယ်သူကဒါကြောင့်မို့လို့အဲ့ဒီအချိန်မှာလူတွေဟာစိတ်ကောင်းနှလုံးကောင်းထားမေတ္တာ ဘာညာပွားများအထုတ်ကြတဲ့အခါမှာလူရည်အမြတ်ကြီးရောက်ကုန်တယ်လို့ပြောမေတ္တာဆံပွားပြီဒါဖြင့်တရိษ္ဆန်တွေရောအဲတရိษ္ဆန်တွေကလည်းအဲ့ဒီအချိန်မှာတကောင်းတကောင်းသိမငင်းစဲတော့ဘူးလေမငင်းစဲဘူးကျင်နာမှုလေးတွေတကောင်းတကောင်းကျင်နာလေးတွေရှိကြီးတွေခွေးတွေတောင်မှတစ်ခါတစ်ခါကျတော့တကောင်းတကောင်းကျင်နာမှုလေးတွေရှိတယ်လေသူတို့မှလည်းအဲ့လိုကျင်နာတရားလေးတွေထားတတ်လာတဲ့အခါမှာ ဒီတိရိစ္ဆာန်လေးတွေဟာတည်တဲ့အခါကျတော့နတ်ပြည်ရောက်ကြတယ်။နတ်ပြည်ရောက်တဲ့အခါနတ်ပြည်ရောက်တဲ့အခါကျတော့ဆန္ဒရားဆက်ပွားများတဲ့အခါပြမပြည်ရောက်ကုန်ကြတယ်။ကဘာကြီးပြတ်တော့မယ်ဆိုလို့ရှိရင်သက်ရှိတတ္တဝါတွေအားလုံးဟာနောက်ဆုံးမှာကဘာပြတ်ဖို့ကဘာပြတ်မဲ့နယ်ပယ်လွတ်တည်ထီအောင်ကဘာမီးလောင်နေတဲ့မပါရအောင် သူတို့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့စိတ်ဓာတ်တွေပြင်သွားတဲ့အခါမှာကဘာပြတ်တာကတော့သူကသူ ပြတ်မှာပဲမရဘူး။ဘာဖြစ်လို့တော့ဆိုတော့မမြဲတဲ့သဘောတရားကိုပြတ်ချိန်တန်လို့ပြတ်တာ။အဲ့တော့တတ္တဝါတွေကဒီထဲမှာပါရအောင် စိတ်ကောင်းနှလုံးကောင်းထားတဲ့အခါနောက်ဆုံးမှပြမပြချီရောက်သွားကြတယ်လို့ဒီလိုဆိုတဲ့စာလိုက်ပါအဲ့ဒီမှာမီးဖြတ်တဲ့ကဘာဆိုလို့ရှိရင်ဘယ်ထိအောင်ဖြတ်တော့ဆိုရင်အဘဒ္ဒရပြမဘုံရဲ့အောက် ဖြစ်အောင်ကုန်ဖြစ်တယ်။အာဝဒရာမြမဘုံရဲ့အောက်ဖြစ်အောင်ကုန်။အဲ့တော့ဇမပါရိသေသာမြမပရောဟိတာမဟာမြမလို့ဆိုရဲပထမဇံမြမဘုံပါသွားတယ်။အဲ့ဒီဘုံပြတ်သွားအကုန်လုံးမီးလောင်မီးလောင်နဲ့ထဲပါသွားတယ်။ရေဖြတ်တဲ့ကဘာရောက်တဲ့အခါကျတော့သုဘကိဏဆိုတဲ့ပြမပြည့်ရဲ့အောက်ကုန်ပါသွားတယ် တခါလေးဖြတ်တဲ့ဘုံကြတော့ပို့ပြီးတော့လေးဖြတ်တဲ့ကဘာကြတော့ဒီဝေဟဘုံဘုံရဲ့အောက်မှာရှိတဲ့ဖြမဘုံလေးပါပါသွားတယ်ပို့ပြီးတော့လေကပိုပြင်းထန်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲတော့မိဖြတ်ပြီးဆိုလို့ရှိရင်တော့နေတစင်းပြီးတစင်းတစင်းပြီးတစင်းထွက်လာပြီးတော့နောက်ဆုံးမှာမိုးတွေလုံးဝ မိုးမရွာတော့ပဲနဲ့နေရာလည်းပဲမဝင်တော့ဘူးတစင်းပြီးတစင်းအဲ့တော့ဒီစัจကြောလားအပြင် နေရရှိတယ်ဆိုတာသိပ္ပံဆရာတွေကတောင်အခုတွေ့တယ်နော်နောက်ထပ်နေတစင်းတွေ့နေတယ်တို့နေနှစင်းတွေ့တယ်တို့ဒီလိုရှိတယ်အဲ့တော့ကဘာထဲမှာဖြတ်ဖို့ရအတွက်နေတွေဟာဒီစัจကြောလားတွေကိုချင်းကပ်လာတဲ့အိဗယ်မျိုးပေါ့ဒါက တဘာဝကြီးကသူ့အတူဖန်တီးလာတယ်။ခြေဖြတ်တဲ့ကဘာကြတော့မိုးရွာလာ။ရွာလာတဲ့မိုးတွေကခုခေတ်တောင်ပြောကြသေးတယ်လေအစ်စ်မိုးတွေဗာမိုးညာမိုးတွေမိုးကရှိသေးတာဟုတ်။အဲ့ဒီကဘာဖြတ်တဲ့မိုးကြတော့ဘာလို့မိုးတွေတုံးဆိုဆန်းငံကြီးမိုးတွေဆန်းငံဆိုတာဘယ်နေရာထိလိုက်ထိလိုက်အကြီးပျော်သွားနိုင်တာ အဲ့တမှငန်နဲ့မိုးရည်တွေနဲ့အကုန်လုံးဟာဆန်းခံရည်ထိတဲ့အခါမှာကြောက်တယ်လည်းပဲအကုန်လုံးဆွေးမြေ့အေးပြောတောင်းတယ်လည်းဆွေးမြေ့အေးပြောအဲ့ဒီလိုထိလိုက်တဲ့ဟာတွေကအကုန်အေးပြောပြီးတော့ပျက်စီးသွားအောင်ကဘာဖြတ်တဲ့ဘိုးကြီးရွာပြီးတော့ကဘာကြီးကိုလွှမ်းသွားနိုင်တယ်အဲ့ဒါကရည်ဖြတ်တာလေဖြတ်တာကြတော့တစ်ချီးပြေမြူမုံလေးတွေလွဲ့နေ လေကနေစပြီးတဖြည်းဖြည်းလေတွေပြင်းထန်လာလိုက်တာနောက်ဆုံးမှာတိုက်အိမ်ကြီးလောက်ကြောက်တုံးကြီးတွေထိအောင်လွင့်သွားအောင်တိုက်တဲ့လေမုန်တိုင်းကြီးတွေထိအောင်နောက်ဆုံးမှာတောင်ကြီးတွေကလွင့်ပါသွားတဲ့လေမုန်တိုင်းကြီးတွေထိအောင်တိုက်လာပြီဘာမှမကြံတော့ပဲနဲ့နောက်ဆုံးမှာစက်ကြောလာထဲမှာရှိတဲ့အရာဝတ္ထုတွေဟာလေတိုက်လို့တစ်ခုနဲ့တစ်ခုရိုက်ခတ်ပြီးတော့အမုန့်ဖြစ်သွားတဲ့ထိအောင်တိုက်ဖြစ်တယ် အာဂတာကြီးပဲကြံတော့တယ်အဲ့တော့မီးလောင်ရင်လည်းပဲအာဂတာပဲကြံတယ်ရေဖြတ်လို့ရှိရင်လည်းရေထဲမှာအရေပြောသွားလို့အာဂတာကြီးပဲကြံတယ်လေတိုက်လို့ရှိရင်လည်းတစ်ခုခုလွင့်ပြီးတော့တစ်ခုနဲ့တစ်ခုရိုက်ခတ်လို့အမုံနေဖြစ်ပြီးတော့အကုန်လွင့်သွားတဲ့အခါမှာအာဂတာကြီးပဲကြံတယ်လို့ကဘာကြီးတစ်ခုလုံးကဒီလိုဖြစ်မယ်လို့ဆိုတာကိုစာထဲမှာဒီလိုပေါ်ပြထားတာရှိတယ် အဲ့ဒါလို့ဖော်ပြထားတာဟာအမှန်မဲလားလို့ဆိုရသော်ဗျာကိုယ်တိုင်ကဟောထားရတဲ့အထက်မှာအေးဒီအကြောင်းအရာကိုတတ္တဗံမတဘာတိပိပုဂ္ဂိုလ်တွေကတော့ယုံမမဟုတ်ဘူးတဲ့ရသော်ဗျာကိုယ်တိုင်သို့တော်လည်းမမြဲတဲ့တဘာဝဟာဒီတိုင်းပဲလာမှာပဲလို့ဒီလိုဟောတယ်နှစ်ပေါင်းများစွာကြားတဲ့အခါမှာဒီအခြေအနေဆိုးတွေဖြစ်ပေါ်လာမယ်လို့ဒါကတော့မမျော်လင့်နိုင်ပဲနဲ့ အမတမရှိကြလာတဲ့အခါကလပြန်မှာဒါမျိုးကြီးဖြစ်လာမှာပျက်စီးမှုဆိုတာတခုခုနဲ့ဒီလိုပျက်စီးသွားမှာအဲ့ဒီလိုတ ত্ত্ব ဝါဒီအားလုံးဟာလည်းပဲစိတ်ကောင်းနှလုံးကောင်းမွေးလိုက်တဲ့အခါမှာကဘာပြက်ကင်းကြီးရနေလွတ်ပြီးတော့ကောင်းရသူတွေမှနေကြတယ်အဲတချို့စားတဲ့မှာတော့ရေးထားတာရှိတယ်ဒီကဘာပြောင်းခံရတယ်ဆိုတော့ အမှန်တမ်းဆိုးွားတဲ့ပြစ်မှုကြီးတွေချင်းတော့လက်ဒီနေဒမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒီကံကံအကျိုးလုံးဝညင်းပယ်တဲ့အယူဆခေါင်းမာတဲ့ပုဂ္ဂိုလ်တွေကလည်းတဏှာဝကလွန်လန်းမရှိတော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကလည်းပဲကြောင်းပြီးတော့ခံရတာရှိတဲ့အဲ့တော့ဒီစကြဝဠာအတွင်းမှာရှိတဲ့ငရေသားတွေလည်းအလုံး တဆင့်ပြီးတဆင့်ပေါ့ငရဲသားတွေလည်းပဲသူတို့မှာတစ်ချိန်ကငရဲတရိษံပြိတ္တမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေတစ်ချိန်ကအပရာပရိယဝေရဏိယကုသကံဆိုတာတတဝါတိုင်းမှာ ရှိတယ်ပေါ့တစ်ချိန်ကလောက်ခဲ့တဲ့အပရာပရိယဝေရဏိယကုသကံတွေရဲ့စွာအားနဲ့ဘဝတစ်ခုကအစဉ်တန်းလေးမြင့်လာလိုက် အနှစ်တသိန်းဆိုတော့အချိန်၄အများကြီးရတာဟုတ် စိတ်ဓာတ်လေးတွေပြောင်း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 ပြီးတော့ငရဲကလွလူဖြစ်လူဖြစ်တဲ့ကမ္မတရားကျင့်တရားကျင့်တဲ့အခါမှာဗြဟ္မပြေရောက်တိရိစ္ဆာန်လေးတွေကလည်းအကျဉ်းနာတရားထားရကနေလူဖြစ်လူဖြစ်တဲ့ကမ္မဟောတရားကျင့်အဲလူဘဝမှာတရားကျင့်လို့မမိတဲ့ပုဂ္ဂိုလ်ကဓာတ်ပြေရောက်ဓာတ်ပြေကြတော့ဓာတ်တွေကအသိဉာဏ်ပိုထက်တယ်ပိုထက်တော့အချင်းချင်းတတိပေးဟောပြောတာနဲ့တရားကျင့်ဗြဟ္မပြေရောက်ကြဒီလိုနဲ့ခဘာပြတ်တဲ့ခိန်းကနေပြီးတော့ လွတ်ပြီးတော့သွားကြတယ်လို့ကဘာပြမှုနဲ့ပတ်သက်ပြီးတော့ဝိတုဒ္ဓိမဲ့မှာခေါ်ပြထားတာရှိတယ်ကျေကျေပြတ်ပြတ်ဖတ်ချင်တဲ့ပုဂ္ဂိုလ်ကအဲ့ဒါဝိတုဒ္ဓိမဲ့မြန်မာပြန်